အောက်တိုဘာ28ရက်အင်္ဂါနေ့အာရုံဦးစီးတော်ကြီးအစီအစဉ်အစပြုဖို့ပဏပဏာမကျမ်းတဲ့ဘက်ကိုဖတ်ပြပါမယ်။60နှစ်တခုမြောက်သောဆန္ဒအငယ်နှစ်တပိုက်ဖြစ်ပါတယ်။60နှစ်တခုမြောက်သောဆန္ဒအငယ်နှစ်တပိုက်ဖြစ်ပါတယ်။စိတ်လုံးညှိုးငယ်လေမြေကြီးဆုံးမကိုရောကိုကျွန်ုပ်အော်ဟစ်ပါ၏။အကျွန်ုပ်အထက်၌မြင့်သောကြောက်တို့အကျွန်ုပ်ကိုပို့ဆောင်ပြုပါ။ ဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ယနေ့နဲ့ရှိတော်မှတ်ကိုကျွန်ဝင်ကြတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်သည်ငါကိုယ်တော်အားဖြင့်၎င်းသုမေတ္တမတရှင်မြတ်အားဖြင့်တော်၎င်းဆုတောင်းခြင်းအားဖြင့်တော်၎င်းကျွန်တော်ကိုအုပ်စုနဲ့လမ်းပြပို့ဆောင်ပေးပါမည်အကြောင်းမနေ့ကနေ့နောက်ကလည်းမပြောင်းမလဲအသက်ရှင်နေကိုယ်ရင်ကြီးပေါ်မှာနှစ်ယောက်တောင်းတဲ့ဘောတူပြီးစစ်တောင်းရင် စုဝင်ရင်သူတို့လည်းမငါရှိမယ်စွတောင်းတာကိုနားထောင်မယ်လို့ခတိပေးတဲ့သခင်ယေရှုရဲ့မြတ်သောနာမ၌ကျွန်တော်အားလုံးတို့ဒီယနေ့နဲ့အစီအစဉ်ကိုကိုရှင်လက်တော်ထဲသို့သဘောချင်းတူလက်စွတောင်းစကအနံ့ကြပါလေဖခင်အာမင်ဓမ္မတိရှိမှ282ဆင်းရဲမှုတိုင်းကျူဆင်းရဲမှုတိုင်းတက်ရောက်လာပဲဒီရီကလည်းတက်လာမယ် အဲ့ချိန်မှာခူဝီငင်းညာနေရာရှိတယ်ကြောက်ဆောင်ရဲ့ပုံမှန်တိဆောက်ထားတယ်မိဖုရားတိုက်လို့ဘလောက်ပဲလားဒီဒီငင်းငင်းနဲ့ရှင်နေမယ်သူကဲသူရှင်လေးကိုအခုချိန်ကာလမှာကျွန်တော်အမျိုးကျွမ်းွားတဲ့အခက်အခဲတွေဒုက္ခတွေရလဲဒီလာပြီမဲ့လေခရစ်တော်၌ခူဝိမေတို့ဝိမေဆိုလို့ရှိရင် จောက်ပေါ်မှာတည်တော့အိမ်လိုပဲမုန်နေဘလောက်လလားရေဘလောက်စီစီလေဘလောက်လလားဒီတန်းခိုင်မြင့်နေမယ်သူတခြင်းလေးကိုတကယ်ပဲကျွန်တော်တို့နှလုံးသားတည်းရနေခံရတဲ့သဘောနဲ့ကိုကုတ်ကိုတိဆောက်တဲ့သဘောနဲ့သူကိတုဒုက္ခရောက်တဲ့မေတ္တာပို့တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ တရားခုမြောက်သောဆန္ဒနဲ့ခရစ်ယာန်ဖတ်သွားတဲ့62ခုမြောက်သောဆန္ဒအငယ်နှစ်ဖြစ်ပါလေဒီနှစ်ပိုက်ကိုကျွန်တော်အတူတူအစဉ်းစားဖို့ဖြစ်ပါလေဒီအပေါ်မှာပဲကျွန်တော်တို့ဥတည်ပြီးတော့ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့အသင်းတော်ကျွန်တော်ရဲ့နိုင်ငံမှာရှိတဲ့ပညာရေးစီးပွားရေးအမှုပညာမှာစ၍ အမှုရနေပဲမှာရှိတဲ့လူတွေယုံကြည်သူတွေရောမယုံကြည်သူတွေရောစသဖြင့်လူလူဆက်သွယ်ရေးကိုကျွန်တော်တို့ယုံကြည်သူများဒီခရီးရမယ်ဒီတကယ်ပဲပညာရှိစွာအုံချတ်တတ်ဖို့အကျိုးရှိစွာအုံချတ်တတ်ဖို့နောက်အစိုးရမင်းတွေအတွက်လည်းတရားဆွတောင်းပေးဖို့ဖြစ်ပါတယ်တိုင်းသူပြည်သားတွေကိုရေဝဲသားကဲလို့ချိန်ပြီးတော့အုပ်ချုပ်နိုင်ဖို့သူတွင်ခရစ်တော်နဲ့တည်ရင် ခရစ်တော်တရားတော်တိုင်းအသက်ရှင်နိုင်ဖို့သူတို့ရဲ့စိတ်တောင်းပြုဖြစ်ပါလေဒီကျမ်းစာကိုချီးခမ်းပြီးတော့ကျွန်တော်တို့စဉ်းစားရအောင်တရားခုမျိုးဆိုဆာလန်ကအအခန်းငယ်အနိုင်နားပိုက်ပဲရှိပါလေဒီကနေ့ငါဒီပဲရှိပါလေဒါလေးကိုကျွန်တော်တို့တစ်ခုချင်းနှလုံးသွင်းပြီးတော့ကျွန်တော်တို့ဘာပြုပြရမလဲ ကျွန်တော်တိုင်းပြည်အတွက်ဘယ်လိုဆူတောင်းခဏလောက်တက်ဆိုင်နေစိုင်းမောင်းတွင်နဲ့ဘယ်လိုဆူတောင်းဒါလေးပဲကျွန်တော်တို့ဆူတောင်းမှုဖြစ်ပါတယ်မြေကြီးသားမြေကြီးသားအပေါင်းတို့မြေကြီးသားအပေါင်းတို့ထာဝရဘုရားအားကြွေးကြော်ကြလို့ဒီနေ့မြေကြီးသားလည်းအားလုံးဘုရားကိုကြွေးကြော်ကြဖို့ဟာဘုရားကိုတည်ဖို့အရင်မကြရင်သူဘယ်လိုရုံမလဲမယုံရင်ဘယ်လိုလုပ်ပထနာပြုမလဲဘယ်လိုပထနာမပြုဆိုဘယ်လိုလုပ်သလိုခရစ်တော်ကိုဘုရားကောင်းကြီးမင်္ဂလာရမယ် ရမလဲဒါဒီကနေ့သရဖျာဘုပထနာပြုသောသူရှိမရတို့သည်ကဲ့တင်ခြင်းကိုရဖို့ဒုက္ခအဝဝကခတ်သိမ်းသောဒုက္ခတွေကလွတ်မြောက်ခြင်းကိုရဖို့ကျွန်တော်တို့ကကြွကြော်ရမယ်မိသားတွေအားလုံးကြောင်းကြွကြော်ရမယ်ဒုတိယချက်ကတော့သရဖျာအမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလို့ရှင်လန်းစွာတခြင်းဆိုတဲ့အထံတော်တို့တူဝင်ကြလို့ကျွန်တော်ပြန်ကြည့်ခိုင်းတဲ့ကြည်မြတ်တို့စေခိုင်းမှု တော်ရည်လူမိတ္တကာတို့ခရတပိဖြစ်စီတဲ့ဖြစ်စီလက်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဏနဲ့ပဏိစပ်ပြီးကြတော့ပြီးတော့ပြည့်သမျှတော်ပညာတော်ကိုစောင့်ရှောက်စီခြင်းကဆမအော်တာပြီးကြတော့ရှင်မကုရဝေနီယတို့အပေါင်းတို့ကိုတွားပြီးတော့အေယုန်တရားဟောကြတော့ဖျားခင်ခိုင်းတဲ့အမှုတော်ကြီးကိုဝတ်မြတ်စွာယူဆရန်တွေ့ခြင်းနဲ့စိတ်နဲ့မဟုတ်သူများတွေမဟုတ်ဘဲငါတည်းပဲဟောနေရတယ်ဆိုတဲ့စိတ်တမဟုတ်တော့တဘောကြီးတူပြီးဆိုတော့ ဆောင်ရွက်ဝမ်းမြောက်စွာဆောင်ရွက်ဖို့အရေးကြီးတယ်ပြီးတော့မှအဲ့လိုဆောင်ရွက်တဲ့အခါတရှင်လန်းစွာတရှင်ဆိုရက်အထံတော်သူဝင်ကြတော့ပြီးရင်ဖျားခင်ထံမှာရှင်လန်းစွာတရှင်ဆိုပြီးတော့ထံတော်ကဝင်ပြီးတော့မှခွန်အားယူဖို့ဖြစ်ပါလေသုံးတစ်ပတ်ကတော့ထံရဖျားဒီဖျားခင်ဖြစ်တော်မူသည်ကိုသိမှတ်ကြတော့အဲ့လိုသွားတဲ့အခါမှာကျွန်တော်ကိုယ်ဝင်တဲ့ထံရဖျားဒီဖျားတွေတခင်ဘုရင်တကားရဲ့ဘုရင်ဖြစ်တဲ့ဆိုတာတိမှတ်ပါကျွန်တော်ခိုင်းလိုက်တာက ကြီးမြတ်ဆုံးသောစိတ်ခိုင်မှုကိုအကြီးမြတ်ဆုံးသောဘုရားကခိုင်းလိုက်တာသာရတ်ဘုရားဒီဘုရားသခင်ဖြစ်ဒီကိုတိမှတ်လက်အဲ့ဒါတိမှတ်ပြီးတော့သာရတ်ဘုရားဒီငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့ဤအရှင်ဖြစ်တော်မူ၏ကျွန်တော်ခိုင်းလိုက်တာကလူမဟုတ်ပါဘူးအဖွဲ့စီမဟုတ်ပါဘူးဂိုင်းကနမဟုတ်ပါဘူးကျွန်တော်ဖန်ဆင်းတဲ့ဘုရားကခိုင်းလိုက်တာเนาะအဲ့ဒါကိုတိမှတ်ပါတိမှတ်ပြီးတော့ ကျွန်တော်ကိုခိုင်းတဲ့ဟာကကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်။လောကရဲ့အရှင်သခင်မဟုတ်ဘူး။လောကရဲ့ခိုင်းတာမဟုတ်ဘူး။နော်လူတယောက်ကခိုင်းနေတာမဟုတ်ဘူး။ဖခင်ခိုင်းနေတာဒါကိုသိပြီးတော့ကျွန်တော်တို့ဆောင်ရွက်ကြမယ်။အဲ့ဒါဆိုခရစ်ယာန်တိုင်းခရစ်တော်ကြောင့်ကိုတည်တည်ခံလာကြမယ်။အမှုတော်ကိုဝတ်မြောက်စွာထမ်းဆောင်လာကြမယ်။ပြီးတော့မှအဲ့လိုလုပ်တဲ့လူတွေကိုငါတို့ဒီလေထောက်ရဖျားလူဖြစ်ကြတယ်။ဘယ်သူတွေလဲ သာရဖျားရဲ့လူတဲ့တော့ဒီမှာကျွန်တော်အသိအရေးကြီးတယ်ဖျားသခင်ရဲ့လူဘလို့ဖျားသခင်ရဲ့လူတွေကဘလို့လဲမိကြီးသားအပေါင်းတို့ခရစ်တော်ကြောင်းခရစ်သာရဖျားကိုကြွေကြော်ဖို့တိဖို့ဝင်ကားကြတယ်သာရဖျားအမှုတော်ကိုညူစီရတွေ့ချင်းတဲ့သဘောမဟုတ်ဘူးဝမ်းမြောက်တဲ့စိတ်နဲ့ဆောင်ရွက်ကြတယ်တချင်းစုပြီးတော့ဖျားသခင်ရဲ့ထက်ကိုချင်းကကြတယ် သရဖျားဖျားဖြစ်တယ်ဆိုတော့တိမပြီးတော့ဖျားကငါတို့ဖန်ဆင်းတဲ့ဖျားဖြစ်တယ်လူသားချင်းကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်အဲ့ဒီဖျားရဲ့လူတွေငါတို့ဖြစ်တယ်ဖျားလူတွေတချို့ကဟိုကင်္ဂနာလူတွေကင်္ဂနာလူဟိုအဖွေရလူဟိုတုန်တိမွေလူနော်တချို့ကအာဖရိကတိုင်းရဲ့လူတချို့ကအမေရိကန်လူအဲတချို့ကလည်းဖိလစ်ပိန်လူစသဖြင့်အမျိုး ထားကြတယ်အိန္ဒိယလူတရုတ်ပြည်လူဒါပေမဲ့ကျွန်တော်ကသာရဖျားရဲ့လူဖြစ်တယ်ပြီးတော့အထံတော်မှာကျက်စာနဲ့တိုးစုဖြစ်တယ်ဖျားသခင်ထံမှာပဲကျက်စာနဲ့အပြင်ကအတွေ့အခေါ်တွေတက်ကြနေလူတွေရဲ့တိမီယူဆချက်တွေမှာကျက်စာနဲ့လူမဟုတ်ဘူးဖျားသခင်ထံမှာပဲနှုတ်ကပတော်မှာပဲကျက်စာနဲ့လူတွေဖြစ်တယ်အဲ့ဒီလူတွေကဘာလို့တက်တယ်လဲယေရှုတော်ကြီးလာပါသည်ဟုဘုံခံလက်တကားတော်ကို၎င်း ဂုံတို့ကလည်းချီးမွမ်း၏တတိုင်းတို့ကလည်းဝင်ကြစေကျေးဇူးတို့ကိုချီးမွမ်း၏နာမတို့ကိုကောင်းချီးပေးကြလောအဲ့ဒီလိုအမြဲတမ်းကျေးဇူးတို့ချီးမွမ်းပြီးတော့ဘိမှန်တို့လည်းဝင်လည်းကျေးဇူးတို့ချီးမွမ်းတဲ့လက်ချေသေးလေးတော့ပျောက်သွားတဲ့ခါမှာချီးမွမ်းပြီးဘိမှန်တို့လည်းတမန်တို့အတူဝင်ကြတယ်ဘိမှန်တို့ထွက်သွားတယ်မဟုတ်ဘူးခွဲသွားတယ်လည်းမဟုတ်တင်ခွဲတယ်လည်းမဟုတ်ဘူးတော့ကိုကြိုက်တယ်လို့ကိုကနဲ့ကိုအတင်းတော်တီထောင်တယ်လည်းမဟုတ်ဘူးရေရောပေါက်တော့ နော်လေဝီတို့လောက်ခံရမယ်နဲ့အာလေဝီဆိုဘုရားခင်ကခိုင်းတာလေသူမှုတော်ဆောင်တယ်ဒါတွေလည်းမခံဘူးအာလူဆိုးတွေကြိုက်တဲ့လူရေပရလိုက်ရှင်တဲ့လူတွေနွားရုပ်ကိုကိုတဲ့လူတွေအားလုံးကိုဒီခါလေးသူအခပေးပြီးတော့ခတ်လိုက်တယ်အဲ့လိုမဟုတ်ဘူးဘုရားခင်ရဲ့လူတွေကျေးဇူးတွေကိုဝန်ခံတဲ့လူတွေကျေးဇူးတွေကိုမြဲချီးမွမ်းလို့ဗိမာန်တတိုင်းမှာအမြင်နဲ့ရှိတဲ့လူတွေဖြစ်တယ်ခရစ်တော်ကြီးပါတရားစင်မှာတော်တရားဟောတယ်ပေကျုနမိတ်ခံဖြစ်တဲ့ခါလေးဗိမာန်တော်ဝင်တယ်ပေါ်သူတို့ ဘိမှန်တော်မှာအမြဲတမ်းဝင်ပြီးတော့ဝင်ရတယ်။အငငယ်ငါသရဖျားသည် ကောင်းမြတ်တုံမူဤဂယုဏတော်အစီမြဲတည်၍တစ္ဆာတော်လည်းကာလအစဉ်ဆက်တည်တယ်။သရဖျားသည်ကောင်းမြတ်တဲ့ဂယုဏတော်အစီမြဲတည်၍တစ္ဆာတော်လည်းကာလအစဉ်ဆက်တည်တယ်။သူဂယုဏတော်လူသားတွေခံစားဖို့ကျွန်တော်ခိုင်းတယ်။အဲ့ဒါကိုတစ္ဆာတည်တဲ့တစ္ဆာနဲ့ကိုးကွယ်တတ်တဲ့ယုံကြည်သူအားလုံးက ဥလည်းမတုံထပ်ဆောင်ကြမှာမြေကြီးလက်ခံမလဲဖြစ်ပါလေ။ဒါကိုဆလာ60တင်းငွေနှစ်ကဒီလိုချက်ထားပါလေကျွန်တော်ကနော်ကနောက်ထပ်ပြပါပြီ။စင်ငလုံးညွှန်ရလေမြေကြီးစမကိုလိုကိုကျွန်တော်အော်ရပါပြီ။အခုအချိန်ကြီးပြန်ကြည့်လိုက်တဲ့အခါမှာနော်ကျွန်တော်အိမ်တော်အတွက်ဒင်းတော်အတွက်ပညာရေးလူမှုရေးစီးပွားရေးဒါတွေအားလုံးပြန်ကြည့်ရင်တော့ညွှန်ရစရာဖြစ်တယ် ဲ့ဒီခေါင်းကြီးဘာလို့မလဲဖျားကဆူတောင်းရမယ်တဲ့တကယ်ဆူတောင်းမိလားအဲ့ဆူတောင်းဖျားတကယ်မြင့်နဲ့ကြောက်ပေါ်မှာကျွန်တော်ထားမယ်တဲ့ဒီတန်းခံပြည့်တဲ့နှုတ်ဘတော်နဲ့ကျွန်တော်သူပြည့်သူအသက်ရှင်နေမယ်ဒါဒီကနေ့သူပြည့်သူအသက်ရှင်နေဖို့ကျွန်တော်တို့ဆူတောင်းဖို့ဖြစ်ပါလေကျွန်တော်ဒီကနေ့ဒီနှုတ်ဘတော်အတိုင်းဖျားတကယ်လူမဖြစ်သေးဘူးပြန်ကြည့်အမှုတော်တွေကိုအမှုတော်ကိုဝမ်းမြောက်စွာမဆောင်ရဲအသေးဘူးခဏပြောင်းရင် ပြောရဲကျေးဇူးကိုချီးမွမ်းခြင်းမရှိသေးဘူးဆိုရင်ဒီကနေ့ကျွန်တော်တက်တာကိုပြုပြင်ပြီးရက်၄၀အတွင်းမှာဗာပြုပြင်စရာကျွန်မရှိလေပြီးတော့မှကျွန်တော်ဆက်ဆိုင်တဲ့အဲ့ဒါမိသားစုတင်းတော်နိုင်ငံပညာရေးစီးပွားရေးလူမှုရေးခနာဆက်တွေရေးအစိုးရတွေအတွက်ကျွန်တော်တတိယကျွန်တော်မှတ်မိတယ်လို့စိတ်ထဲမှာစွတ်တောင်းပြီးခြင်းနဲ့ဆန္ဒရှိတဲ့ယုံကြည်ခြင်းပါလေစွတ်တောင်းမှုဖြစ်ပါလေ ဒီနေ့ဆွတောင်းကြတဲ့အခါမှာကျွန်တော်တို့ဆွတောင်းချက်ချက်တင်ထားလာရှိပါတယ်။နော်လူခုဆိုတာလည်း48ရှင်းနေရှိပါပြီ။အလုထွဲပြီးတော့မိခင်ကိုကြည့်ကိုပြုစုတယ်။ဘလောက်အကောင်လဲကျေးဇူး။တချို့ကအလုကိုခင်ပြီးတော့မိခင်ကိုခင်အလေးလူရှိကြတယ်။မိခင်ဖခင်ပြုစုရတာတကယ်ကောင်းကြီးမင်္ဂလာ။နော်သူတို့ယုံသေးတယ်သူစကားနားထောင်ပြီးအသက်ကြီးတယ်ပြုစုရတာမင်္ဂလာဖြစ်တယ်။ သက်ရှင်မယ်ပြီးတော့မှကောင်းစားမဖြစ်တဲ့သူတွေဒီတရားစီတောင်းပြီးလို့ဖြစ်ပါလေ။နောက်မြန်မာနိုင်ငံအတင်းအပေါင်းဆုဆုတောင်းရကော်မတီရဲ့ဆုတောင်းချက်နှစ်ချက်ကတော့မြန်မာပြည်သားများယခုကြုံတွေ့နေရတဲ့ခက်ခဲခြင်းတွေမှာအလင်းရှိခရစ်တော်ကိုမြည်ဆန်းယုံကြည်လာရန်ဆုတောင်းပေးပါကျောပြုတ်ပြမှာဖျားအသက်ရှင်နေဖျားဖြစ်တယ်မိဆိုင်ရင်တိမတ်ပါထရုတ်ဖျားကိုပထနာပြုတော်သူရှင်ရတို့ဒီ ခတ်သေးလို့ရှင်နေကတင်ကြီးရမယ်ဆွတောင်းပါလို့သူတို့ပြင်သူတို့ဆွတောင်းရင်ဖျားခင်လေတကယ်နားညောင်းပါလေအများကြီးကြောက်တွေ့ရတယ်နော်မြေကြီးသူဘွားနေဖျားခင်ဆွတောင်းတဲ့အခါမှာအိုးခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုခံစားသွားရတယ်ဒုတိယချက်ကကျွန်တော်တို့ခရစ်ယာန်များဒီလေအခြားဘာသာဝင်များဤခက်ခဲခြင်းများအားလှည့်လည်မရှိဘဲအသက်ရှင်သောဖျားကေတင်ရှင်နေ့မိတ်ဆက်ပေးခြင်းဖြင့်အကောင်းဆုံးကုညီဆောင်ချောက်သူများဖြစ်ရန်ဆွတောင်းပါ တော့3နှစ်3နှစ်တချိန်မှာဆုထားတဲ့ဆေဘုဒ္ဓဖုတ်ကိုတဲ့မယုံကြည်သူတွေလည်းပြီးလို့ရပါလေတဲ့။နော်နေဝိသားတွေအပြင်မယုံကြည်သူတွေလည်းပြီးလို့ရတယ်။ဒီလူရဲ့မေတ္တာကိုခံစားရဖို့ကျွန်တော်တို့ဘုရားခင်ပြောတဲ့အတိုင်းပဲကြည်သူချီးမွမ်းရင်းနဲ့ကျေးဇူးပြုခြင်းကိုလည်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ဒီအသေးစိတ်ကလည်းညပိုင်းကုနာရည်စင်နေဆိုရင်ဒီနှစ်ခွတ်တည်းချက်ကိုနော်ဒီတရားဝင်ငားမယ်လို့ရှိတောင်းမယ်လို့ရှိပါတယ်။ဘာဝင်လွတ်လည်ရပါတယ်။ ရက်40ညနေ9:00နဲ့10:00ခန့်ရေတချို့နိုင်ငံတွေမှာအမေရိကန်တွေမှာဆိုရင်အဲ့ဒီအချိန်အချိန်ကြီးဖြစ်တော့သူတို့မပောင်ကျတော့ကျူစားပအောင်ကြတယ်နော်ပမာပြောရှိတဲ့လူတွေပဲလေပင်မနဲ့ခါမှာအိပ်ပျော်သွားကြပါလေကိစ္စမရှိဘူးနော်ကျွန်တော်တို့နိုင်ငံတော်ပါဝင်မှုဖြစ်ပါလေဆူတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်မြန်မာပြည်သားများယခုကြုံတွေ့နေရတဲ့ခက်ခဲခြင်းများထဲမှာ အလင်းရှင်ခရစ်တော်ကိုမိစားယုံကြည်လာရန်ဆုတောင်းပေးပါတယ်။ကျွန်တော်ခရစ်ယာန်များသည်လည်းအခြားဘာသာဝင်များ၏ခက်ခဲခြင်းများအားလှစ်လူမရှိဘဲအသက်ရှင်သောဘုရားကယ်တင်ရှင်နှင့်မိတ်ဆက်ပေးခြင်းဖြင့်အကောင်းဆုံးကူညီဆောက်ရှောက်သူများဖြစ်ရန်ဆုတောင်းပေးပါတယ်။ဒီနေ့မွေးနေ့ကျောင်းတဲ့မွေးနေ့ရှင်များအတွက်ဆုတောင်းသလိုဆုတောင်းဖို့အထူးတင်ပြတဲ့နော်လူခုအတွက်ဆုတောင်းပေးပါတယ်။အသက်48နှစ်မှာ မိမိရဲ့အလုပ်ကိုစွန့်ပြီးတော့မိခင်ကြီးကိုပြုစုစောင့်ရှောက်နေရှိပါတယ်။လိုအပ်သောကုက္ကရာကျမ်းမာခြင်းစိတ်လုံးချမ်းသာခြင်းဝိညာဉ်တော်ပြည့်ဝခြင်းနဲ့ဝိသမိခင်ကြီးကိုအကောင်းဆုံးပြုစုစောင့်ရှောက်ခြင်းအဖြစ်မိဘကိုယိုသည်မိဘစကားကိုနားထောင်တော်ဤသမီးသည်ပြည်တော်၌ကောင်းသောရဲ့အသက်ရှင်မြေအကြောင်းကိုတော့ကောင်းကြီးပြည်တော်ပါထို့ကဲ့သို့မိမိမွေးနေ့မှာကြောက်တဲ့မွေးနေ့ရှင်များတို့တွေလည်းကိုတော့ပေးထားတဲ့မိဘနှစ်ပါးကို ကောင်းစွာပြည့်စုံဆောင်ရှောက်ဖို့မိဘစကားကိုလည်းနားထောင်ပြီးယုံကြည်ခြင်းအပြင်ပြည်တော်၌ထူမင်္ဂလာကိုခံစားစေပါအလားတူမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့စနေမောင်နောက်နှစ်ယောက်တို့ဒီလည်းနှစ်ဖက်သောမိဘတွေနှစ်ဖက်သောဆွေမျိုးတွေပေါ်မှာထူကဲသောကောင်းကြီးမင်္ဂလာကိုဝေမျှခြင်းအပြင်ကိုရှင်ကတိတော်နဲ့ဆိုင်တဲ့ကောင်းကြီးများကိုကျေဝါစွာခံစားစေရမှာပါသူပြင်းမိမိတို့ကိုယ်ပြေးရတဲ့ဝေရှာမှုတွေက မို့ရှိတဲ့အထဲကနေကိုရကမတိသေးတော့မယုံကြည်သူများကလည်းမေတ္တာပြနိုင်ဖို့ကျေးဇူးပြုခြင်းဥစ္စာဝင်မြခြင်းကိုလှူဆောင်နိုင်ဖို့ကျွန်တော်ကိုကောင်းကြီးပေးတော်မူပါသူပြင်းကျွန်တော်တူကြီးတေချာမတိနိုင်ပေမဲ့ကျွန်တော်ရဲ့နိုင်ငံအတွက်မိသားစုအတွက်အတင်းတော်အတွက်ကျွန်တော်တိုင်းပြည်ရဲ့ပညာရေးစီးပွားရေးမှာစာ၍အမှုပညာ ਨੇ ပဲနဲ့ဆက်တွေ့လူလူဆက်တွေ့ရေးအစိုးရရဲ့အတွက်လည်းအထူးပဲကျွန်တော်တတိယဆုတောင်းပေးပါတယ် တနစ်တာလုံးကျွန်တော်ဒီကိုရှင်ဝိညာဉ်ရေဖော်ပြတဲ့အတိုင်းပဲကျွန်တော်ကြားတဲ့တတိနေအတိုင်းပဲချီးမွမ်းခြင်းဆုတောင်းခြင်းမေတ္တာပို့ခြင်းကိုဆက်လက်ပြုနိုင်ဖို့ကောင်းချီးပေးပါမည်အကြောင်းကိုရှင်ကိုရရင်တိမိခဲ့တဲ့ပတ်စံတော်တိုင်းကျွန်တော်ဒီအတူတကသဘောချင်းတူလေမေတ္တာပို့ဆုတောင်းကြပြီမှာကောင်းငင်ပုံ၌ရှိတော်မူသောကျွန်တော်တို့ရေဖာကိုတော်ဤနာမတော်အားယုံကြည်လေးမြခြင်းရှိပါစေတော့ နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြသို့မြေကြီးပေါ်မှာပြည့်စုံပါစေတော်အသက်မွေးလောက်သောစာကိုကျွန်တို့အားယနေ့ပေးသနာတူပါသူတစ်ပါးသည်ကျွန်တို့ကိုပြမသောပြမကိုကျွန်တို့သည်လွတ်ကဲသို့ကျွန်တို့ဒီအပြစ်များကိုလွတ်တူပါအပြစ်တွေဆောင်ရသို့မလိုက်မပါစေဘဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တူပါ အစိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီသည်အဆုံးတဖို့ရတွင်ရှင်ကြီးဒုက္ခနေဝေဆုထားတဲ့စောက်ပေါ်မှာတည်တော်အိမ်မြင်တွေ့နေရတဲ့လက်တွေ့ခံစားနေရတဲ့ဘဝရဲ့မုန်တိုင်းကဲသို့ပြင်းထန်တဲ့ဒုက္ခတွေအမတန်ရေစိတ္တနဲ့ ရေကဲ့သို့ဘဝကိုမျိုးသွားနိုင်တဲ့အခြေအနေတွေလေပြင်းထန်သောကြောင့်ရန်လေးတဲ့အခြေအနေကနေကြောက်ပေါ်မှာခရစ်တော်ဆိုတဲ့ကြောက်ပေါ်မှာကျွန်တော်ဒီလာကြောက်ပေါ်မတည်နေတဲ့ပညာမဲ့တဲ့လူတွေဆုံရှုံသွားတယ်မသေးပေါ်မှာအိဆောက်တယ်ပဲကြောက်ပေါ်မှာဆောက်ရင်တော့ကျွန်တော်ဒီမယ်ကြောက်ခြင်းနေမိတ်ဆွေယေရှုရဲ့မိန့်တော်မူတာကိုကြားလေနားထောင်ပြလာအဲ့လိုနားထောင်ရင်မုန်နေပါလားရေပါလားစီစီ ပြုံးလေးပဲယက်တည်နိုင်မယ်သူကဲဆိုယက်တည်နေဟိုတရှင်းလေးကိုနှလုံးသွေးခံယူကြပါစို့ခရစ်တော်ယေရှုသခင်စကားကိုနာမထောင်သူသည်သဲဘောအင်ကိုဆောက်တော်လူမိုင်းနဲ့တူကြောင်ပုံပြမီမုံတ 代开瑞，越多莫耶。Season lago a si ka, to -e a makai me, piu lebe. <laughs> Crito, Yeshu the King, စကားကိုနားထောင်တော်သူသည်ကြောက်ပေါ်အင်ကိုဆောက်တော်သူကဲ့သို့ပညာရှိဖြစ်မည်မုံတိုင်းလေးတိုက်ခိုင်း၍ရွာသူမူ၏စီစဉ်လာသောအခါထို့ အိမ်မပြိုလေတည်မြဲပေမေဆွေယနေ့တင်သည်ယေရှုရှင်မိန်တော်မူသံကိုကြား၍နာခံပြီလား 梦难离，待开夜色里。downstairs 我马蹄多，悠悠归途，绵绵开江港。有几件藕面，故茶汤。 sui yeni tendi Yeshu shemein do mudangu Jayui na kambila Mong le dai ka ye si li Dang te po ma ti do miu yu -e ge 有几斤欧面？古叉叉？当初一泡麦子多，有给多，面面干干干。有几斤藕面？ ောင်းမြေမှုနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ခေကလာကြီးရဲ့အခြေအနေထဲမှာအမြင့်ဆုံးသောဘုရားရဲ့ကွယ်ကာယဌာနတော်အံ့မှာအရေးအောက်မှာခုလုံသောကျွန်တော်တို့သည်မြင့်သောကြောက်တော်မှာခုလုံသောကြောက်တုံ့လုံခြင်းမရှိလဲမြူခြင်းမရှိပဲတည်ကြည်ခံခတ်နိုင်ဖို့ဘုရားခင်အားဖြင့်ခံခတ်သောအုတ်မြစ်ပေါ်မှာတည်တဲ့အသင်းတော်များ အိမ်တော်များအမှုပညာရှင်များပညာရေးဝန်ထမ်းများစီးပွားရေးလုပ်ငန်းရှင်များလူလူဆက်သွယ်ရေးမှာပါဝင်သောလှုပ်ဆောင်သောသူအသီးအသီးနဲ့အစိုးရဘက်မှရှိတဲ့ကိုရှင်တာသမီအသီးအသီးမှတရကောင်းကိုရကုံမတိသေးသောသူများအထက်တရကောင်းကျော်စစ်တောင်းပြီးတဲ့အခါမှာထုတ်ကဲသောချက်ပေါ်တည်သောအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအတင်းတော်များဖြစ်ခြင်းအဖြစ်အမိမြန်မာနိုင်ငံကြီးအတွက်အကျိုးဖြစ်ထုံးတဲ့သာသမီအသီးသီးဖြစ်တည်အောင်ကောင်းကြီးမင်္ဂလာဖြစ်စီဖို့ရန်ထာဝရဘုရားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးရဆောင်မကြည်ရှိပါစေတော့ကျွန်တော်တို့ဘုမကိုရောရဲ့ရွှေမျက်နှာလေးတော်ကိုဆွေးနဲ့ကျွန်တော်တို့အားဂယုဏကျေးဇူးပြုတော်မူပါစေတော့ကျွန်တော်အသီးသီးကိုမျှော်ကြည့်၍ချမ်းသာပြုတော်မူပါစေတော့ခမည်းတော်ဘုရားခင်ရဲ့မြတ်တာတော် ဒါတို့ယေရှုခရစ်တော်ရဲ့ခြေဆုတော်နေ့တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိသားဖို့ခြေခြေဆုအပေါင်းတို့သည်ကျွန်တော်ကျမအသေးသေးနဲ့အမိမြမနိုင်ငံတော်ကြီးမှာရှိသောနိုင်ငံသူနိုင်ငံသားအသေးသေးပုံမှာယခုမှစ၍ကာလအစဉ်မြဲတည်ရောက်တည်ရှိတည်နေပါစေတည်းအာမင်